င်္ဂလာပါ series 4ကနေပြန်လည်ကြိုဆိုလိုက်ပါရီ series 4ရပြည်သက်များအတွက်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့ series လေးကတော့2023ခုနှစ်ကစတင်ထုတ်လင်းခဲ့တဲ့ Silo TV series လေးရဲ့ဒုတိယအတွဲပဲဖြစ်ပါရီပြီးခဲ့တဲ့ပိုင်းမှာတော့ဂျူလီယာဟာတူထွက်လာခဲ့တဲ့ကိစ္စကြောင့်နောက်ဆက်တွဲပုံကံမှုဖြစ်ခဲ့ရင်လူတွေအများကြီးတေကြတော့မှကိုသိပြီးတော့လက်ရှိရှိနေတဲ့နေရာကနေထွက်ဖို့စူးစမ်းနေကြတယ်လို့ငကိုမူလနေရာမှာရှိနေတဲ့လူတွေကလည်းရည်ရွယ်ချက်အပြည့်နဲ့စူးစမ်းနေခဲ့ကြပြီမလို့အစင်းသဖြစ်ပြီဆိုရင်တော့ Silo Season 2ရဲ့ Episode 4လေးကိုစတင်လိုက်ကြပါစို့လားဟုတ်ကဲ့ပါ ကျွန်တော်ကတော့အစီအစဉ်တင်ဆက်ပေးမိ CD4U ကရှင်းသူပဲဖြစ်ပါရခင်ဗျာ ဂျူလီယာဟာဆိုင်းလိုဆက်ခုနဲကအလုံငန်းထဲမှာနှစ်အကြာကြီးနေနေတဲ့ဆိုလိုဆိုတဲ့သူနဲ့အပြန်အလှန်မိတ်ဆက်စကားတွေပြောနေခဲ့ပါတယ်။ဆိုင်းလိုဆက်ခုမှာဖြစ်ပျက်ခဲ့တဲ့ဒေါ်လန်အကြောင်းပြီးသူအကုန်လုံးတည်သွားခဲ့တဲ့အကြောင်းတည်သွားခဲ့တာကြောင့်ဂျူလီယာကလည်းသူ့ဆိုင်းလိုမှာလေပုံစံတူဖြစ်ရမျိုးဖြစ်လာမှစိုးရင်ပြီးပြန်သွားဖို့ကြိုးစားခဲ့ပါတယ်။ဒါမဲ့လေအပြင်ဘက်မှာရှိနေတဲ့အစိမ့်ငွေတွေကိုကာကွယ်ဖို့ဝတ်စုံရှာမရတာကြောင့်ဆိုလိုစီကနေပြီးတော့အကူအညီတောင်းခံခဲ့ပါတယ်။အစားပိုင်းမှာတော့ဆိုလိုကညင်းနေပေမဲ့ဂျူလီယာကတယောက်တည်းရအောင်လုပ်မယ်ဆိုပြီးထွက်သွားတော့မှ အခန်းထဲကနေပြီးတော့အရေးစွန်ထွက်လာခဲ့ပါဦးဒီနောက်တော့ဂျူရီယက်ကလည်းမေးသက်ဝတ်စုံကရေမြုပ်အလွာမှာရှိနေရကြောင်းရေအောက်အသက်ရှူကိရိယာဖန်တီးဖို့အတွက်လိုအပ်တဲ့ပစ္စည်းကိုရှာဖွေနေပါ रे ဆိုလိုကတော့တယောက်တည်းနေနေရကြာပြီးတော့မှပဲလူအစ်စ်တယောက်နဲ့စကားပြောနေရကြောင်းခရီးရေလို့စကားတွေပြောနေပါ रे ဂျူရီယက်ကလည်းလိုအပ်တဲ့ပစ္စည်းတွေကိုစဉ်းစားရင်းနဲ့ရှာဖွေနေရတဲ့အတွက်ဆိုလိုကိုတိတ်တိတ်နေပြီးဖို့ပြောလိုက်ပါ रे ဆိုလိုကလည်းဂျူရီယက်ကိုကူညီပေမဲ့စကားပြောခြင်းစိတ်တွေများနေရကြောင်းစကားတွေကရှင်းအောင်မကြည့်ဘဲနဲ့ဟိုရောက်ဒီရောက်တွေလျှောက်ပြီးတော့ပြောနေပါ रे အဲ့လိုပြောနေနေဆိုလိုကတူရီယာတွေမှာတုံးတဲ့ဟာမိုနီယံဆိုတဲ့ပစ္စည်းနဲ့ဂျူလီယက်လူနီတာကိုစမ်းကြည့်လို့ရတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဂျူလီယက်ကတော့အဲ့ဒါကိုသဘောမပေါက်သေးဘဲနဲ့တွက်ချက်ဖို့ရေးစရာရှိတာတစ်ခုခုပဲလူရဲဆိုပြီးတော့ပြန်ပြောတာကြောင့်ဆိုလိုကလည်းကြောက်တဲ့မိုးတစ်ခုရှိတဲ့အခန်းစီကိုခေါ်သွားခဲ့ပါတယ်။တဖက်ကဆိုင်လိုမှာလည်းမြေတူးဆက်စီသွားတဲ့ဥမီနင်းမှာနော့စ်ကနိုင်ငံမှာရေးထားတဲ့နာမည်ကြီးအကြောင်းသူနားလေသလောက်ရှာလို့ရှင်းပြနေပါတယ်။နော့စ်ကဒီနိုင်ငံဒီပေါ်ကနာမည်ကြီးကအရင်တော်လိုင်းကြီးတုန်းကသေဆုံးခဲ့တဲ့လူတွေရဲ့နာမည်တွေဖြစ်နိုင်ကြောင်းပြောလိုက်ပါတယ်။ ပြီးတော့မှနမယ်ရီရဲ့နောက်မှာရေးထားတဲ့စာတွေကိုတကူချင်းစီစက်ကဖတ်ကြည့်ပြီးတော့ဆိုင်လူထဲမှာအရင်ကဘလို့တော်လန်ကြီးပဲဖြစ်ခဲ့ဖြစ်ခဲ့အကုန်လုံးကစက်ပြင်ဌာနအပေါ်ပဲအပြစ်ပုံချကအပေါ်လွိုင်းနဲ့သွေးခွဲပြီးမှပြန်အနိုင်ယူခဲ့တဲ့ဖြစ်ရတဲ့ကြီးပဲဆိုတဲ့အကြောင်းကိုနော့စ်ကတေချာလေးကိုရှင်းပြနေပါလိမ့်မယ်။အဲဒါကြောင့်မဲနော့စ်ကစက်မှုအလွာတစ်ခုလုံးအတွက်အကွက်စင်ဖျက်ဆီးတာမခံရလေအောင်အကြမ်းမဖက်ဘဲနဲ့အမှန်တရားကိုတောင်းဆိုရမယ်လို့ရှာလေးကိုပြောလိုက်ပါလိမ့်။အဲနောက်ဆုံးမှာတော့နော့စ်ကသူဟာစက်ပြင်ဌာနရဲ့ခေါင်းဆောင်ဖြစ်တာကြောင့်ဝေါ်ကာဘာဝင်အဖွဲ့ဝင်တစ်ခုဖွဲ့ပြီးတော့ မျိုးတော်ဝင်နဲ့ဆွေးနွေးခွင့်ကိုတောင်းမယ့်အကြောင်းပြောလိုက်ပါရီဂျာလီကလည်းမျိုးတော်ဝင်ရဲ့စကားမပြောဘဲဆိုင်လိုရဲ့ဥပဒေအရအကြီးဆုံးယာရုဖြစ်တဲ့တရားသူကြီးမဲစတိုးနဲ့စကားပြောရမယ်လို့အကြံပေးလိုက်တဲ့အခါမှာနော့စ်ကလည်းလက်ခံလိုက်ပါရီနောက်ကမ်းမှာတော့ဆင်းကဘာနာကိုစက်မှုအလွာကအဖွဲတစ်ဖွဲနဲ့မဲစတိုးတို့တွေးမိတဲ့ကိစ္စအတွက်စိုးရိမ်နေအကြောင်းလာပြောနေပါရီဘာနာလည်းဆင်းကိုအယုံသွင်းမှုအတွက်စက်မှုအလွာကလူတွေကလည်းပြည်သူတွေပဲမလို့တောင်းဆိုခွင့်ရှိရဲဆိုပြီးတော့ပြန်ပြောလိုက်ပါရီ စင်ကလည်းစက်မှုအလွာကလူရိုင်းနေအပြင်ထွက်တဲ့တကားနဲ့နီးလီလီအန်နီကြီးလီလီပဲမလို့စီးနင်းသူတွေနဲ့ဖမ်းရမယ်လို့ပြောလိုက်ပါတယ်။ဘာနာလည်းတရားသူကြီးမဲစိုးမှလည်းဥပဒေအရလင်းငန်တွဲဆောင်ွင့်ရှိတဲ့အတွက်ဘာမှမလုပ်ပဲတရားရုံးအပေါ်လာမှာပဲအဆောင်ချထားဖို့ပြောလိုက်ပါတယ်။စင်ကလည်းမဲစိုးဟာဘာနာပြစ်ဒဏ်ချထားတဲ့လူကတ်ရဲ့ပြစ်ဒဏ်အယူခံကိုလက်ခံဖို့သဘောတူလိုက်တာစိုးရင်စရာနောက်တစ်ချက်ဖြစ်ကြောင်းပြောလိုက်ပါတယ်။ဘာနာလည်းသူဘာလုပ်ပေးရမလဲမေးတဲ့အခါမှာစင်ကဖုံးမထားတော့ဘဲနဲ့ ဘာနာလုံးနေသမျှတွေကမဲစိုးနဲ့တိုင်မိနေတာကိုသူရိပ်မိနေလို့နောက်တစ်ခါတွေ့ရင်သတိထားပေးဖို့ပြောချင်တယ်ဆိုပြီးတော့ပြောလိုက်ပါလေဘာနာလည်းသူမွေးတဲ့မြောက်ကသူ့ကိုပြန်ချောက်နေတယ်လို့ဖြစ်နေရကြောင်းစိတ်တို့နေပေမဲ့လည်းအလိုက်တင်ပဲစင်းကိုပြန်ပြောပေးရင်းနဲ့သူမကြိုက်တဲ့အကြောင်းအမူအရာပြလိုက်ပါလေနောက်တော့ဘာနာလည်းမဲစိုးရဲ့အခန်းစီကိုသွားပြီးတော့သူနဲ့မတိုင်မိမဲ့လုံနေရတဲ့အတွက်အပြစ်တင်လိုက်ပါလေမဲစိုးကလည်းသူ့လုံနေရတွေကစာအုပ်ကြီးတိုင်းကနေပြီးတော့ဖောက်ထွက်ဖို့လမ်းကြောင်းနေပေလို့ပြန်ပြောရင်းနဲ့သူအရင်တော့ပြောခဲ့တယ်လို့ပဲဝတ်စုံမပါရင်နောက်တစ်ခါသူ့စီကိုမလာဖို့အတွက်ထပ်ပြီးတော့ပြောလိုက်ပါလေ တပတ်မှလည်းရေမှုပေါ်ပိတ်လင်ကစက်မှုအလွာကလူတည်မှုအတွက်ဟန့်ခေါ်လို့သွားကန်ဒီမှာသူ့ရဲ့မိမကိုနှုတ်ဆက်ခါထွက်သွားခဲ့ပါရီ။ North Walker ရှာလီနဲ့ကာလာတို့အဖွဲ့ကလည်းမဲဆိုးနဲ့တွေ့ဖို့အတွက်အပေါ်တက်ကိုလာနေကြပါရီ။ဇိမ်းကလည်းဘာနာစီကိုပြန်လာပြီးတော့သူ့ရဲ့မိမကိုဘာနာနဲ့မဲဆိုးတို့ကြားမှာသွေးခွဲဖို့အတွက်အကြံဉာဏ်တောင်းလိုက်ပါရီ။ဇိမ်းရဲ့မိမလည်းဥရေရမဲဆိုးဟာယာရုအကြီးဆုံးဆိုပေမဲ့အာနာကဘာနာရဲ့လက်ထဲမှာပဲရှိနေရမလို့မဲဆိုးကိုသာပြည်သူတွေကဆန္ဒပြအောင်လှုပ်လိုက်တာနဲ့ဘာနာမဲဆိုးကို ဘေးကိုအလိုလိုပို့ပစ်လိုက်မှာပဲလို့ပြောလိုက်ပါတယ်ပြီးတော့မှမဲဆိုးလမ်းဆိုးနာနဲ့ဆင်းမကလည်းအလိုလိုဘာနာရဲ့လက်ထောက်တန်းဖြစ်မှာဆိုပြီးတော့ပြောလိုက်ပါတယ်ဆိုင်လိုဆက်ကွန်မှာလည်းဒူလီယက်ကကြောက်တင်မုံရှိတဲ့အခန်းထဲရောက်တာနဲ့ကြောက်တင်မုံကိုတန်ရှင်းပြီးတော့တွက်ချက်နေတော့မှာဆိုလိုကတော့စကားတွေပြောတော်ကီရေဖော်ရင်းနဲ့ဆန်နီယာတီးနေပါတယ်ဒူလီယက်ကလည်းအာယုံနောက်လာကြောက်ဆိုလိုကိုထပြီးတော့အော်တဲ့ခါမှာဆိုလိုကလည်းသူတကယ်ပြကြည့်နေတာကိုဂျူလီယက်ကနားမလည်ဘူးလို့ပြန်ပြောကအနားကိုသေးချလာကြည့်ဖို့တည်းပြောလိုက်ပါတယ် ဲ့တော့ဂျူလီယက်ကလည်းအနောက်ကိုသွားကြည့်တဲ့အခါကျမှဆန်နီယာကိုအတန်မီအောင်ခြေထောက်ကဖတ်ဖို့တစ်ခုနဲ့လေးမှုန့်နေအောင်တွေးလိုက်ရပါတယ်အဲ့တော့မှဆိုလိုကလည်းဖတ်ဖို့ကလေးကိုပိုင်းနဲ့ယူပြီးတော့ရေအောက်မှာအသက်ရှူလို့ရအောင်အသုံးမြုပ်နိုင်တယ်လို့ရှင်းပြလိုက်ပါတယ်ရိုးလေးနဲ့ပြီးမဲ့ကိစ္စကိုဝင်းကဝိုးဒီအလင်းငါးပါးလုံနေသေးတာပါအဲ့တစ်ဘက်ကဆိုင်လူမှလည်းတရားသူကြီးမဲဆိုးကလူကတ်ကိုခေါ်ပြီးတော့အယူခံတွေ့ဆစ်စင်းနေပါတယ်လူကတ်ကလည်းဥပဒေအကြောင်းသေးချာမသိတာကြောင့်ဆက်ပြီးတော့မငင်းတော့ဘဲနဲ့သူ့ရဲ့အယူခံကိုလက်ခံတာဘာလို့ရင်လို့လဲလို့ဆိုပြီးတော့ဒယ်မေးလိုက်ပါတယ် မဲဆိုးရတဲ့လုံယုံရည်ကိုအပြင်ထုတ်ပြီးမှစားတော့တန်းအနေညာဘက်မြင်ရတဲ့လင်းရောင်တွေကြောင့်သိကျင်လို့ဆိုပြီးတော့ပြောလိုက်ပါရီလူကတ်ကလည်းသူ့လေးလာမိသလောက်အရာဆိုရင်တော့သူတို့နေနေတာကဘောလုံးလိုလုံးနဲ့အရာကြီးပေါ်မှာရှိနေတဲ့ပြင်အလုံးကြီးကလည်းရွေ့နေတဲ့အတွက်ညာဘက်မှာမြင်နေရတဲ့အလင်းတွေကပုံစံအမျိုးမျိုးပြောင်းနေရလို့ပြန်ပြောလိုက်ပါရီမဲဆိုးကလည်းလူကတ်ရဲ့တွေးခေါ်နိုင်စွမ်းကိုအံ့ဩသွားပြီးတော့အဲ့ဒီအလင်းတွေကိုကျယ်လို့ခေါ်တဲ့အကြောင်းနဲ့ကဘာလုံးကြီးကလည်းရွေ့နေတဲ့ပြင်နေအိုပါလှည့်ပတ်နေတဲ့အကြောင်းပြောပြလိုက်ပါရီ အဲ့တော့ Lucas စကားပြန်မပြောနိုင်ခင်မှာလုံညုံကြီးခေါ်ပြီးတော့ Lucas ရဲ့ပြစ်ဒဏ်ကို9နှစ်ရှော့ချလိုက်ကြအောင်အမိန့်ထုတ်လိုက်ပါရီအလုံးနဲ့ Lucas တို့ပြန်ထွက်သွားတဲ့အခါမှာမဲဆိုးအခန်းရဲ့အပြင်ဘက်မှာဆက်မှုအလွာကအရင်ဆိုင်တွေကိုအပေါ်ရက်ခေါ်တွေးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ဘီယူတွေကမဲဆိုးကိုစံနာပြနေတာကိုမဲဆိုးကလည်းအခန်းထဲကနေပြီးတော့ကြည့်နေခဲ့ပါရီ North တို့အဖွဲ့ကလည်းအပေါ်ရက်ကိုတက်လာရင်းနဲ့ Landway ရောက်လို့ခဏနားနေတော့ဘောဘီလီလိုထားတဲ့လက်ထောက်ရဲရာရှိနဲ့ ဂျူလီယက်ရဲမှုလှုပ်ချိန်ကပြောင်းရွှေ့သွားတဲ့အတွေ့အမှုတို့ရောက်လာခဲ့ကြပါလိမ့်။လက်တော့ရဲရရှိကဝေါ်ကောက်ကိုသူတို့ရောက်လာတာဘုံမဟုတ်ဘဲနဲ့တရားရုံးကိုအန်နီယကင်းကင်းရောက်အောင်လိုက်ပို့ဖို့လို့ပြောလိုက်ပါလိမ့်။ဘော်ဘီလင်ကတော့ဆက်မှုအလွာကိုရောက်သွားပြီးဟန်နဲ့တွေ့ကအခင်းပြတဲ့နေရာကိုစစ်ဆေးနေပါလိမ့်။ဟန်ကလည်းဖြစ်သမျှအစားအဆုံးကိုပြန်ပြောပြကတနတ်နဲ့ပြတဲ့လူကအငိမ့်စားယူထားတဲ့စီနင်းခေါင်းဆောင်ရေဂျီစမောဖြစ်ကြောင်ပြောလိုက်ပါလိမ့်။ဘော်ဘီလင်ကလည်းမီးပလင်းနဲ့ပြတဲ့လူကိုတိလာလို့မေးတဲ့အခါမှာ ဟန်းကလည်းလူလည်းမသိတဲ့ပြင်အဲ့လူကိုပါတရားရေးဌာနကတခါရဲအလောင်းတည်သွားတယ်လို့ပြောလိုက်ပါတယ်အဲ့လိုနဲ့ဂွင်းဆက်ပြတ်သွားတဲ့ပေါ်ပေလင်ကလည်းကူပါရဲ့အလောင်းထားတဲ့ရင်ခွေးရုံကိုတဲတုံစားတွေဘာများရမလားဆိုပြီးတော့တွားကြည့်မယ်လို့ပြောလိုက်ပါတယ်ဆိုင်လိုဆက်ကောင်မလည်းဂျူလီယက်ကအသက်ရှူကရိယာကိုဖဖို့သုံးပြီးတော့လုံနေတော့ဆိုလိုကရုတ်တရက်စိတ်ဖောက်ပြီးတော့သူ့အလုံးကန်းတကားမပိတ်ခဲ့လို့ပြန်သွားရမယ်လို့ထော်ပါတယ်အဲ့လိုနဲ့ဆိုလိုကလည်းဂျူလီယက်ကိုကူညီနေတာမိသွားပြီးတော့လုပ်ငန်းစီကိုပြန်မို့ထားသွားတဲ့ခါကျမှဂျူလီယက်က ၎င်းဆိုလိုတေချာပိတ်ခဲ့တာသူမြင်ခဲ့တဲ့ကြောင်းပြောပြလိုက်ပါတယ်ဆိုလိုကလည်းခဏလောက်ပြန်စဉ်းစားပြီးတော့မှသူပိတ်ခဲ့တော်သတိရသွားပြီးတော့ဂျူလီယက်ကိုဆက်ပြီးတော့ကူညီနေလိုက်ပါတယ်ဒီစိတ်မနှက်နဲ့ကောင်ရဲ့အကူအညီကိုယူရတာကလည်းဂျမန်ခေတ်မှာလင်ငယ်နေရတယ်လို့ပဲအဲတစ်ဖက်ကဆိုင်လို့မှလည်းဘာနာရဲ့အခန်းစီမဲဆိုးကရောက်လာပြီးတော့သူ့ကိုပြည်သူတွေကဆွဆွဲကြမ်းနဲ့ဆန္ဒပြနေရတဲ့အကုန်လုံးဘာနာကလုံနေရလားလို့မေးလိုက်ပါတယ်ဘာနာလည်းညင်းတဲ့ခါမှာမဲဆိုးကလည်းအဲအဲ့တော့ဆိုရင်အလိုလိုနေနေပြည်သူတွေကထပြီးတော့အုံကြွလာလားလို့ထမ်းမေးလိုက်ပါတယ် ။ဘာနာလေစက်မှုအလွာကလူတွေကအပြင်ထွက်တဲ့တကားပေါက်နဲ့နီးလာလေးလေးပြီးသူတွေရဲ့အကြောက်တရားကပို့ပြီးတော့ကြီးလေဖြစ်နေရကြအောင်ဆိုပြီးတော့ပြောလိုက်ပါရီ။မဲဆိုးကလည်းစက်ပြင်းအဖွဲကသူ့ကိုတွေးခွင်တောင်းတဲ့စာမှာဘာနာမိကွန်းပြောတဲ့နေ့ကတင်ညာခဲ့တဲ့ဝတ်စုံအသေးကိစ္စကိုလူတွေ့ဆန်းသက်ကြည့်ဖို့ဖြစ်နိုင်လားမေးထားတဲ့အကြောင်းပြောပြလိုက်ပါရီ။ပြီးတော့မှမဲဆိုးကသူ့တွေကိုချိန်နှံ့အောင်လို့ကောင်းလီတစ်ခုဖွဲကဟန်ပြလှုပ်ပေးပြီးတော့မှပဲဘျူရိုကရေစီနိုင်ငံရေးနီးနဲ့ပယ်ချလိုက်မယ်ဆိုရင်စက်ပြင်းဌာနကလည်းစိတ်ချမ်းသာသွားပြီးတော့ အရေးကြီးဖြစ်မလောင်တားဆီးနိုင်တယ်လို့ပြောလိုက်ပါတယ်။အဲဒီမှာဘာနာကလည်းမဲဆိုးရဲ့စိတ်ကူးကိုသဘောပေါက်သွားပြီးမေပြည်သူတွေကမဲဆိုးကိုဆွဲချက်တင်လာတော့သူတကယ်မသိရအောင်ပြောလိုက်ပါတယ်။မဲဆိုးကလည်းသူဂူးမဆိုင်တဲ့အကြောင်းနဲ့သူကဝတ်စုံရရနဲ့အပြင်ကိုထွက်တော့မယ့်အကြောင်းပြန်ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ဘာနာကမဲဆိုးအတွက်ဝတ်စုံချုပ်ပြီးပြီမလို့အစမ်းဝတ်ကြည့်ဖို့အတွက်ည9နာရီမှညသာစာဖိတ်လိုက်ပါတယ်။ဆမ်မှုလော်မှာလည်းပေါ်ပိလင်းနဲ့ဟန်နိုကရင်ခွေးယုံစီကိုရောက်တဲ့အခါမှာတော့ကူပါရဲ့အလောင်းမှာမတွေ့တော့တာကြောင့်မလို့အဆောင်မီးနေပါတယ်။ ။အဲဆောင်လေမင်းညာကအလောင်းတလောင်းထားခဲ့ပြီးတော့တရားရဌာနကအလောင်းလာသေးတော့တလောင်းပြောင်းနေတဲ့အတွက်မတွေ့တွေ့တဲ့ကိုပါရဲ့အလောင်းကိုပါတည်သွားကြတဲ့အကြောင်းပြောလိုက်ပါရီ။ဗောဘီလင်ကလည်းတခုခုထူးဆန်းနေရသတိထားမိပြီးတော့အဆောင်ကိုမီးပလီနဲ့ပြစ်တဲ့သူရဲ့ရုံးတဲ့ပုံစံတန်းကိုမှတ်မိသလောက်ပြောပြခိုင်းကပြန်ထွက်လာခဲ့ပါရီ။ဆိုင်လိုဆက်ကိုမှာတော့ဂျူလီရဲ့ဟာအသက်ရှူကရိယာလုပ်ပြီးရတဲ့ရေအောက်ကိုဆင်းဖို့ပြင်ဆင်နေပါရီ။ပြီးတော့မှဆိုလိုကိုသူရေအောက်ရောက်နေတဲ့အချိန်မှာဖဘိုမင်းမို့တေးချာမာကအောက်ကိုဆင်းလာခဲ့ပါရီ။ ဂျူလီယက်ကလည်းရေငုပ်တယ်ဆိုတာဘာမှမသိရကြောင်းအလေးတော်တစ်ခုကိုခါမှချီပြီးကျမ်းမြေတီပြစ်ချပြီးမှလူဝလိုက်သွားခဲ့ပါရီရောရောက်တဲ့အခါမှာတော့မိသားဝတ်စုံနေထားတဲ့အလွာစီကိုသွားဖို့အတွက်အလေးတော်ကိုရွှေ့ရင်းနဲ့ဂျိုးကတကားကြားမှာညက်သွားပါတော့ဂျူလီယက်ကလည်းရုတ်တရက်ကြီးအလေးတော်ချီထားတဲ့ခါကဂျိုးကိုလည်းဖီမီယအသက်ရှူဖို့ပိုက်ကလည်းလွတ်ထွက်သွားတာကြောင့်ပြာအခန့်နေပါတော့နောက်ဆုံးမှာတော့ဂျူလီယက်လည်းအလွာရဲ့ရေမမြုပ်တဲ့ဘေးပေါင်တန်းကိုမြင်းနဲ့လှမ်းဆွဲပြီးတော့ရလာတဲ့တန်ညုံနဲ့ဂျိုးကိုဖျက်ကအပေါ်တက်လာခဲ့ပါတယ် အပေါ်ရောက်တဲ့အခါမှာတော့မိသက်ဥဆောင်ထားတဲ့လောကာတွေကတောက်ခတ်ထားတာကြောင့်မလို့ဖျက်စီကလည်းဘာမှမပါတဲ့အတွက်ဂျူလီယက်လည်းအနာခံပြီးတော့လက်နေသာအထူးရိုက်ပြီးတော့ဖွင့်ရပါဦးလေနှလုံးမြောက်လောကာပွင့်သွားတော့မှဝတ်စုံကိုတွေ့ရကြောင်းစိတ်အေးသွားပြီးတော့ဝတ်စုံဝတ်ကရောဂါနဲ့တဆင့်အပေါ်ပြန်တက်ဖို့အတွက်လှုပ်လိုက်ပါလေအပေါ်မှာတော့ဖဖို့ကိုနေနေနေတယောက်တည်းကြံနေခဲ့တဲ့ဆိုလိုကရုပ်တရက်စိတ်ပြန်ဖောက်ပြီးတော့အလုံငန်းစီကိုပြန်သွားရမယ်လို့ထားပြီးတော့အော်ပြန်ပါလေဘေးဝင်ဝေးလေးပါပဲဒါမဲ့လေတီးစိတ်တချမ်းနေဂျူလီယက်ပြန်အတက်လာပြီးစောင့်ပြီးတော့မှပဲ အလုံကန်းလို့អော်ပြီးတော့ပြန်ပြေးသွားပါတော့ဒီလူတွေကလည်းရေတွေကပြန်တက်တက်ချင်းဘာမသိညာမသိနဲ့ဆိုလိုရဲ့နောက်ကိုပြေးလိုက်သွားပြန်ပါလိအလုံကန်းစီကိုပြန်အောင်သွားတော့မှတကားလောချတာမြင်ပြီးတော့ဆိုလိုလည်းစိတ်အေးသွားပါတော့ဒီလူတွေကလည်းဘာအောင်စိတ်ပူနေမှမသိတဲ့ဆိုလိုကိုနားမလည်နိုင်ဖြစ်နေတော့ဆိုလိုကသူ့အထဲပြန်ဝင်တော့မယ်လို့ပြောကတကား password ကိုနှိပ်လိုက်ပါလိဒါမဲ့လည်းနှစ်ကြိမ်လောက်နှိပ်ပြီးတဲ့အထိတကားကပွင့်မလာတဲ့ခါမှာဒေါသထွက်ပြီးတော့ဘာမဆိုင်ညာမဆိုင်နဲ့ဂျူလီယက်ကသူ့ကိုအပြင်မှာပိတ်မိအောင်လှုပ်ကြံနေဆိုပြီးတော့ဆွဆွဲပါလိ ဂျူလီယက်ကလည်းတစ်ချိန်လုံးနှစ်ယောက်တူတူရှိနေရကြောင်းသူဘာမှမလုပ်ကြောင်ပြန်ပြီးတော့ဖြေရှင်းမိမိဆိုလိုကတော့ဂျူလီယက်ကိုအနာမကပ်ဖို့အတွက်အော်ဟစ်နေပါလိပြီးတော့မှဆိုလိုလည်းပဲစိတ်အေးအေးထားပြီးတော့နောက်တစ်ခါဖွင့်ကြည့်တော့မှတကားပွင့်သွားပါတော့ဒါမဲ့လေအတန်တရားတွေမကုံသေးတဲ့ဆိုလိုကတော့ဂျူလီယက်ကိုမယုံတော့ဘဲနဲ့သူတကားနောက်မလာဖို့အတွက်ပြောကဝင်သွားပါတော့လိတပတ်ကဆိုင်လိုမှလေဘာနာကမဲဆိုးကိုညာသာကြွေးဖို့အတွက်ကိုယ်တိုင်ချက်ပြုတ်နေနေမဲဆိုးကြိုက်တဲ့ဓာတ်ဆက်သရှင်ကိုဖွင့်ထားပါလိ မဲဆိုးရောက်လာတဲ့ခါမှာတော့နှစ်ယောက်သားကစားကြတောက်ကြရင်းနဲ့အတေချောင်းတွေပြန်ပြောင်းပြောနေတော့ရုပ်ဒီရဲ့မဲဆိုးကသူ့အစိတ်ခက်ခံရပြီဆိုတာသိလိုက်ပါရီဘာနာလဲသူ့မှာရွေးစရာမရှိတော့လို့လုံးလိုက်ရတဲ့အကြောင်းပြောလိုက်ပါရီမတတ်နိုင်တော့တဲ့မဲဆိုးကလည်းဂျူလီယက်စီက hard drive ထဲမှာ server ကွင်းဆိုတဲ့140လောက်ကတော်လန်ကြီးမှာပါဝင်ခဲ့တဲ့ ID ကောင်းဆောင်တယောက်ရဲ့စာတစောင်ရှိပြီးတော့စာရေးတဝက်ကကုတ်ခန့်ရေးထားတဲ့အကြောင်းပြောလိုက်ပါရီနောက်တော့မဲဆိုးကပြင်မကဘာကိုသူဆွဲလန်းနေရကြောင်း နောက်ဆုံးအနေနဲ့ကြီးကွင်ပေးဖို့တောင်းဆိုတဲ့အခါမှာဘာနာလေသူ့မှာရှိတဲ့ 3D မျက်မှန်ကနေတစင် 3D ဗီဒီယိုကိုချပြပေးနေမဲဆိုရဲ့ထွက်သက်ကိုသူ့လက်ပေါ်မှာပဲကြီးကွဲစွာနှုတ်ဆက်လိုက်ရပါ ori ဆိုင်လိုဆက်ကွန်မှာလေတယောက်တည်းကြံခဲ့တဲ့ဂျူလီယက်ကဆိုလိုကိုသူပြောမှုတဲ့ဇာတ်ရည်နဲ့ပြန်ချုပ်နေနေသူ့ကိုဆက်ပြီးတော့ကူညီပေးဖို့တောင်းပန်နေပါ ri ခဏကြာတဲ့အခါမှာယာဒီလာနေတဲ့ဆိုလိုကလည်းစိတ်အေးသွားပြီးတော့တကားကိုဖွင့်ထွက်လာကဇာတ်ရည်ပြန်ပြောရင်းနဲ့ပြန်အစဉ်ပြေသွားကြပါ ori တပတ်ဆိုင်လိုမှာလဲဘာနာကစေးမကိုသူခိုင်းနဲ့ခေါ်ပြီးတော့တေနေတဲ့မဲဆိုးရဲ့အလောင်းကိုပြကသူ့ရဲ့စီစဉ်တိုင်းတေချာလို့ဖို့အတွက်မိန်ပေးကအပြင်ထွက်လာခဲ့ပါ ರಿ တပတ်မှာလဲနော့စိုးဖွဲကတရားအောင်အလွာနာကိုရောက်တဲ့အခါမှာတော့အပေါ်လွာကပြည်သူတွေကဆက်မှုလွာကလူတွေအကုန်လုံးလူရဲကောင်းအဖြစ်တီးထားတာကြောင့်ဆန္ဒပြကန့်ကွက်နေပါ ರಿ ဝေါ်ကားလဲသူစီစဉ်ထားတဲ့အတိုင်းကာလာကိုချက်ပြလိုက်ချိန်မှာတော့ကာလာကအနေအောင်ပန်းစည်းလုံးကိုအောက်ဘက်ကိုပြစ်ချလိုက်ပါ ರಿ ဘန်ဒီအောက်ပြုတ်ကြရနေအောက်ဆုံးမှာစောင့်နေတဲ့အဖွဲကမီးစက်ကိုပိတ်ပစ်လိုက်ပါတယ်။ဇိုင်းလိုတစ်ခုလုံးအမောင်ကျသွားတဲ့အချိန်မှာတော့နော့ဆိုကဂျိုတင်ပြင်ဆင်ထားတဲ့ဒမီနဲ့ထိုးရင်းနဲ့တရားသူကြီးနဲ့တွေ့ခွင့်မပေးရင်မီးလဲပြန်လင်းအောင်မလုပ်ပေးဘူးလို့ပြောလိုက်ပါတယ်။အဲအချိန်ဘာနာရောက်လာပြီးတော့မီးပြန်လာရင်တရားသူကြီးမဲဆိုးနဲ့တွေ့ခွင့်ရမယ်လို့ပြောလိုက်ပါတယ်။ကာလာကလည်းဘန်ဒီအစိမ်းတစ်လုံးကိုပြစ်ချလိုက်တဲ့အခါမှာတော့မီးဟာချက်ချင်းပဲပြန်လင်းလာခဲ့ပါတယ်။အဲဒီမှာ North နဲ့ Charlie တို့ကိုလူအုပ်ကြားတွေကနေပြီးတော့ဘာနာကိုယ်တိုင်တရားအရှိကိုလိုက်ပို့ခဲ့ပါတယ် ။ဝေါ်ကာနဲ့ဂျန်တဲ့လူတွေကတော့ရောက်တဲ့နေရာကနေပဲရက်ဆောင်ကြံနေခဲ့ပါရီ။နော့စ်နဲ့ရှာလီတို့ကလည်းတရားအုံးထဲကိုရောက်တဲ့ခါမှာတော့ဆင်းကစောင့်နေပြီးမဲဆိုးကတော့ရင်ဘက်မှာဓားတလန်းနဲ့တေးဆုံးနေရာတွေ့လိုက်ရပါရီ။အဲဒီတော့မှနော့စ်ကလည်းသူတို့အကွက်စင်ခံလိုက်ရသေးသွားပြီးတော့ဆင်းကိုတိုက်ခိုက်ဖို့လုပ်ပေမဲ့ရှာလီရဒါစီကအင်အားမမျှတဲ့ကြောင်းပြောလိုက်ပါရီ။ဘာနာလည်းပြန်ချင်းမတားဘူးဆိုပြီးတော့တကားကိုဖွင့်ပေးလိုက်ပါရီ။နော့စ်နဲ့ရှာလီတို့ကလည်းတကားအနေပြေးထွက်သွားကြပါလေ။ဂျင်းကစီးနင်းသူတွေခေါ်ဖို့လုပ်တဲ့ခါမှာ ဘာနာကဒီကိစ္စပြည်သူတွေကိုယ်တိုင်ဖြေရှင်းရလိမ့်မယ်လို့ပြောလိုက်ပါတော့ဒီအဲအချိန်ပြင်းနေတဲ့ North ကရက်လိုက်ပြီးတော့ရှာလေးကိုလည်းတားကသူတို့ထွက်ပြေးသွားရနေစီးနင်းသူတွေရောလူအုပ်ကြီးကရောသူတို့ကိုတစားစီလုံးပြမှာတေးကြတယ်လို့ပြောလိုက်ပါတယ်ဒါကြောင့်ဝေါ်ကောင်းနဲ့တွေးတဲ့အထိပုံမှန်တိုင်းသွားရင်လူစုံမှခြေကုံတုပ်ပြေးဖို့ပြောလိုက်ပါတယ် North ကလည်းဝေါ်ကောင်းနဲ့တွေးရနေဘာမှမပြောဘဲအတင်းဆွဲခေါ်ကဟန်ချက်မပြတ်ဆက်လျှောက်ရင်းနဲ့လူအုပ်သေးကထွက်မှအောက်ဘက်ကိုပြေးဆင်းသွားကြပါတယ် ဘာနာလေလူအုပ်ကြီးစီကနေပြီးတော့အတန်မကြအကြောင်းဇင်းကိုပဲဖမ်းဖို့တာဝန်ပေးလိုက်ပါရီဇင်းထွက်သွားကနီးမှာဘာနာကမဲဆိုးကိုဆွဲချက်တင်ပြီးသူကိုယ်တိုင်တက်ပြအောင်လို့တွန်းအားပေးခဲ့တဲ့နောက်ွယ်ရလူကဇင်းဆိုတာသူသိရဲ့လို့ပြောကတံပြင်းအောင်လုပ်ပေးဖို့အမိန်ပေးလိုက်ပါရီဇင်းကလည်းပြည်သူတွေဂျားတွေကထွက်လာပြီးတော့စက်ပြင်းကသရိစံတွေကအပြင်ထွက်တဲ့တကားကိုဖမ်းဖို့တောင်းဆိုခဲ့တာကိုမဲဆိုးကငင်းလိုက်လို့မဲဆိုးကိုတက်ပြီးတော့ထွက်ပြေးသွားတယ်ဆိုပြီးတော့អော်ပြောလိုက်ပါရီပြီးတော့မှဆိုင်လိုအတွက် ပြည်သူတွေအတွက်အသက်ပေးသွားတဲ့မဲဆိုးရဲ့ကျေးဇူးကိုပြန်ဆက်ဖို့လူသားသမားတွေကိုမိအောင်ဖမ်းရမယ်ဆိုပြီးတော့လူတွေကိုသွေးကြွအောင်မြှောက်ပေးလိုက်ပါ ori အစာကလေးကဒေါသထွက်နေတဲ့လူအုပ်ကြီးကလည်းအောက်လွာကိုပြေးဆင်းလိုက်ရတယ်လို့ Nosdo အဖွဲ့ကလည်းထွက်ပြေးနေတော့မှာပဲကျော်ရီတင်ဆက်ပေးနေတဲ့ Silo Season 2 Episode 4လေးကလည်းပြီးဆုံးသွားခဲ့ပါပြီရုပ်ရှင်ဇာတ်ကားကောင်းလေးတွေကိုစင်စက်မပြတ် recap တင်ဆက်ပေးမှာမလို့ကျွန်တော်တို့ရဲ့ ZD for you channel လေးကိုလေ like and subscribe ပြီးလှူထားပေးကြပါဦးခင်ဗျအားပေးကြတဲ့ပရိသတ်များလေးစေးကြီးကျမ်းပါခြင်း ကိုရီချမ်းသာခြင်းနဲ့ဒီကြုံကြပါစီလို့ ZD for you wine တို့သားများကစုမုံကောင်းတောင်းမိလိုက်ရပါတယ်အစုံဒီကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ